နာမဆိုရင်လေညီမတို့တော်ရလုံးကုန်မယ်ထင်တယ်။ဘာဖြစ်လို့ဆိုတော့နင်းလေးမှာဟိုကဘာဘာအဘကလာပြောလာတယ်ငယ်အရှောင်းအဘကညီမတို့ရောကိုလည်းတေချာကယူဆိုင်ထားပါအဲ့လိုပြောတယ်နော်။ဘာဖြစ်လို့ဆိုတော့ဘင်္ဂလီအကျန့်ဖက်သမားတွေကဝင်မဲ့အစီအစဉ်ရှိတယ်တတင်းကြထားတယ်ပြောတယ်။ညီမတို့ရောကဥက္ကဋ္ဌကတတိရှိလို့အဲ့ဒါရောမှာနင်းလေးကင်းဆောင်ကင်းလှည့်လိုက်ပါဆိုလို့အကူ200 300ကအလေးလေးဖို့တော့တာအဲ့ဒီရှင်မှာဘင်္ဂလီကခောက်တာခောက်တာနဲ့တတိကြတာနဲ့ညီမတို့ကပြည့်စရာပြည့်ရမှာရှိဘူး။ အဲ့မှာကလေးတွေကမြရတယ်မြရတဲ့ချိန်မှာငယ်ရှောင်းပြေးငယ်ရှောင်းကစင်ခန့်ကိုပြေးဆိုငယ်ရှောင်းစခန့်ကိုပြေးပြေးသွားတာမိမတို့ကတရားမှမရှိဘူးအဝဲအစပါတဲ့ပစ္စည်းပါမှမယူသေးဘူးအဲ့တော့အကိုတွေကညီမတို့မှဒီမှာတင်တဲ့အတန်ကြရတယ်ဘင်္ဂလီအချမ်းဖက်သမားတွေဝင်နေပြီလားမသိလို့ကေဖွလာတဲ့ချိန်မှာသူတို့ကလူစုခွေးပြီးတော့ညီမတို့ရောမိန်တိုက်တာဘလောက်စင်ညပတ်ဘင်္ဂလီတွေလဲခံမခံနိုင်ဘူးနော်ဒါမဲ့ကလေးတွေကမြရနေတယ်ငယ်ရှောင်းမှနေရတာအဘကတော့စောင်းရှောက်ပြေးပါတယ်အဆင်ပြေးပါတယ် ်မြန်မာလူတို့ကအခုလောလောဆယ်တော့လူဆိုတဲ့နေရာပို့ပြီးပါကလေးတွေကများတဲ့ကိုဝန်ဆောင်တွေလေးပါတယ်ကလေးဆိုတော့ညီမမ၂ယောက်ရှိတယ်၃ယောက်ရှိတဲ့အမိရှိတယ်ဒီမှာလည်း၃ယောက်ရှိတဲ့အမိရှိတယ်အဲဒါကြောင့်မြန်မာလူတို့ကတန်းတဲ့တလောက်ကူညီပြီးပြီးတော့ဒီနေ့ဆိုရင်လည်းဒီနေ့လုံခြုံတဲ့နေရာကိုခဏလောက်ပို့ပေးကြပါလို့မိသားရခံပါတယ်အကုန်လုံးကိုပို့ပေးတဲ့လူကလည်းတသက်မမေ့ပါဘူးမြန်မာလူတို့ကလေးတွေမြန်မာလူတို့အသက်ကိုမကင်ရင်တော့မကလေးတွေအသက်ကိုကယ်တဲ့အတူတူဖြစ်တော့ပြီအဲဒါကိုနေနေပါပါလားအိုက်တာဆိုရင်လည်းဖြစ်တဲ့နေ့ကတည်းကစတာအိုက်တာကဘာမှမမှန်ဘူးအခုဝက်တဲ့အင်ဂျီတော့မှ ရေးသားမိမဆွေကယူပြီးတော့ဝယ်ထားတာဘာမှပစ္စည်းတွေမရလဲပို့ကားနဲ့ပြန်လာတော့ငါလည်းရွာကိုကြည့်တာအကုန်လုံးမှားအိနေတယ်ဘာမှမမြင်ခဲ့ဘူးငါကမသိနေဘူးဆလာတွေကအဲ့လောက်ထိရဆက်ဖို့မကောင်းဘူးညီမလေးသူတို့ဘာမှလောက်တာလည်းမဟုတ်ဘူးတကယ်ပြောတော့သူတို့သူတို့ကဒီမသူတို့ဒီမနေလဲကိုဟာကိုနေပါလားသူမြအိုးရင်စီးတယ်ငါဘာဖြစ်ဖြစ်စိတ်တာလဲညီမတို့သူတို့ကတခါမှမမရင်စကားတော့ခဏမပြောဘူးအခုတူနေကြအခုခောက်တဲ့ဟာလေးလေး ကိုအယူအနမှာအလိုလောက်တက်ကလာဆိုပြီးတော့အပင်ကလေးဆိုပြီးတော့အနောက်ကိုတော့လိုက်ရှိမှာခုတ်ခန့်ရတာသူတို့ကညမဝင်ဖို့စီစဉ်ထားတာညမလေးတို့ယူကဥက္ခထာကနင်းနေတတိချီတော့လို့ညမလေးတို့နင်းလေးမှာပြည့်လို့ရောင်းနိုင်တော့တာတခြားယူဟိနူယောတယောဆိုရင်အကုန်လုံးကုန်တယ်ပြောတယ်ဟုတ်တယ်ပေါ့လေဘာဖြစ်လို့ဆိုတော့ညမလေးတို့ကိုနိုင်ငံတော်ဆရာကဒီနတ်မှာနေလို့ရှာပေးထားတာအဲ့ဒါကြောင့်လဲငရဲရှောင်းနတ်တလကတိရောလို့ရှိတာဒါပေမဲ့ညီမလေးတို့လုံချိုတဲ့ခါညီမလေးတို့နေရအောင်ညီမလေးတို့ပြန်လာမယ် သူတို့ကိုညီမလေးနှိမ့်နေမှာပေးနိုင်ဘူးညီမလေးတို့ကိုဟာကိုရှာပြီးတော့စတောင်းမယ်ညီမလေးတို့ကိုအကူညီလေးအများကြီးပေးပါလို့မပြောမဆိုဝင်တော့ဘူးဘာဖြစ်လို့ဆိုတော့ဖြစ်နေတာကတိုင်နေရတဲ့မဟုတ်တော့အဲ့ဒါကိုခဏလောက်စီစဉ်ပေးကြပါမြစ်တရခံရပါတယ် ။ဟောကျမနာမည်ကဖြိုးဖြိုးပါရှင်တမဲကျမကတော့ငရဲချောင်းရွာမှာပြေးနေပါတယ်။စတာတောက်တက်လေးဆင်မပြေးဘူးလေနေတာထိုင်တာလေးမရဘူး။ကြောက်တဲ့တတတော်တော်ကြောက်တဲ့ဒါလေးနှစ်ယောက်လေးတော့နောက်နေ့နေ့ကြာလာလို့ရှင်နေမကောင်းဖြစ်လာတယ်။အကုန်လုံးလေးနေမကောင်းဖြစ်လာတော့ပေါ့နော်ကျမတို့ခလေးနဲ့အပေါ့နောက်ထဲရော်သူရော်သားတွေလည်းအကုန်လုံးပေါ့နေရထိုင်ရတာလည်းအဆင်မပြေဘူးစားရတာတာလည်းဘလို့မှအဆင်မပြေတဲ့ဟာမှာစားရတော့ရတာတော့မလို့တော့ပါဘူးကျမတို့နေရတာနေ့နေ့လုံခုံတဲ့နေရာကိုလိုချင်ပါတယ်ခလေးတွေလည်းဖြားရတာနာတာနဲ့ မနေ့ကတော့ကစိုက်တဲမှာတော့စိတ်ခန့်နေပါတယ်တော့ပြပေးတဲ့စိုက်တက်ကတော့အဆင်ပြောင်းတော့လုပ်ပေးပါတယ်ကျေးဇူးလေးတင်ပါတယ်အများကြီးစိုက်ကြောင့်ကမနေ့ကလာခေါ်တရားပြောနေလေဒါမင်းအခုလေးတော့နေရာတလုံးဝအဆင်မပြေသေးဘူးခဏလောက်ပြင်လို့နေရာဒီထားကောက်မင်းနေရာတခုခုပေါ့နော်နိုင်ထိုင်ဖို့နေဖို့ထိုင်ဖို့နေရာတခုခုခေါ်သွားစီရှင်ပါတယ်ကျွန်တော်တို့အခုအတီးတလောက်အဲအဲတီးတလောက်ကိုကျွန်တော်ပြောပြမယ်ကျွန်တော်လေးမျိုးကီတီကရိုက်မိရဖတ်ဖြစ်တယ် ကျွန်တော်ရိုင်းမိရဖအနေနဲ့တွေးကြုံတလို့ကိုပြောပြပါမယ်။ရဲတဲ့အခါမှာကလာကဝမ်းထတာရှိတယ်။အဲ့လိုအလို့ချက်ပြီးမယ်။မိမဖက်ဖက်ရောကြဲဖက် အကုန်တိုက်မယ်။တိုက်မယ်လို့ကျွန်တော်ကြိုးရင်းလို့အကြီးကြလို့ကျွန်တော်မနေရတော့ဘူး။အဲသူတို့ကအိုးအင်ကိုအင်ကိုရာတိကအိုးအင်တိကိုမင်းတိုက်ပြီးတော့မှခွေးလူတိကထွေးပြတာလည်းရှိတယ်။ဒါပေမဲ့ကျွန်တော်တို့အခုအိုးအင်မရှိဘဲနဲ့တောင်ရဘက်လေဘက်အဲပြည်စီဝန်ဆိုင်ဘက်ကျွေးဘက်နှွားဘက်အကုန်ရှိတယ်။ အဲ့လေဒီနေရာမှာလာရတယ်။ဘာဖြစ်လာရလဲဆိုလဲဒီနေရာမှာလုံခြုံလေးရှိလုံခြုံရဲ့လုံခြုံရဲ့နေရာမှာလာရတာပါ။လုံခြုံလေးအခုမဖြစ်တဲ့အခါမှာယောသားကတဖက်ကကျွန်တော်တောင်ပေါ်မှာတခွက်ထွက်ပြေးတယ်။တောင်ပေါ်ဖြစ်လို့ဘူးမှလည်းမလုံခြုံဘူးဘူးမှလည်းအားကိုးစရာမရှိဘူးဆိုပြီးတော့မှဒီအစိုးရအဲတက်မတော်ရှိတဲ့နေရာမှာမင်းခိုးတာပါ။မင်းခိုးတဲ့အခါမှာအတက်လို့တယ်မဟုတ်ဆိုတော့ကျွန်တော်ယောသူယောသားကအနည်းဆုံးမှထဝဲလို့တောင်မှ ကြာဆုံးပါလာလာရှိတယ်အဲ့လိုပြောပြရတာရှိတယ်အဲ့နဲ့ကျွန်တော်တို့ဒီနေရာမှာအကူအချီလောက်တော့ကောင်းတယ်အဲထွက်ပြတယ်ကျွန်တော်တို့6နှစ်နောက်6နှစ်ရှိပြီးအဲဒီလူပိုင်းဖျက်တနာဖျက်တာဒီလူပိုင်းမွတ်စလင်အမျိုးတောင်းကြန်တာတရားတတ်တူကမရှိပါဘူးဒီခင်းခေါတော့ပို့ပြီးတော့မှတောင်းကြန်တာဟောဥစ္စာအပြည့်ပြည့်လာရှိတယ်လို့ကျွန်တော်အဲ့လိုဒီအဲ့လိုပဲတွေးခင်းတာဟုတ် အိကီကနောတောရပစီမယန်းနကနောတောပစလုဘဒခွိခွနင်းထုံနဒီတီသာဘဒကီယင်ပစလုဘကန်နထောလဆောလခွနီတမီရရဟောခသေးရွာကနိမနသူကိုကင်းဆောင်ခန့်လိုက်တာလို့ရွာကိုပက်ပက်လေးပြီးမှရောက်ချက်တဲနဲ့ကင်းဆောင်ခန့်တာသူကကင်းဆောင်ဖို့သွားတဲ့အရှိမကတောင်ပေါ်ကနိသူတို့ဟိုကလားတွေကထွက်လာပြီးမှသူကိုခွဲလိုက်တာလို့အဲ့လိုပြောပါတယ်အခွေမီအဟုံးစတ်ပနိမီအဟုံးစပဒဒမယန်းဂျင်းနကွေရှလကန်ဒအခွေဘူသန်းနကလပနိအမဒီကနမခုတန်ဆွေအဒုကအိကင်းနခွမ်း ခုကောတကြီးဖိုင်ကန်တဲ့ရွှေရွှေသူတို့က၃ယောက်သွားတာလေယောက်ျား၃ယောက်၃ယောက်သွားတာရှိမှသူကဟိုခေါင်းပေါ်မှာပြင်းပြင်းမှာဟိုရှီတောင်းမှာပေါင်မှာဘိုင်လေးမှာအဲ့ဒါပါသွားတယ်ပြောတယ်အဲ့ဒါနောက်တစ်ယောက်ကနေဘယ်နာဒီလိုနောက်ခုကိုခွတ်တဲ့အရှိမှာလာနဲ့ဒီလိုခါလိုက်တယ်လက်ပဲပါသွားတယ်လို့ပြောပါတယ်နော်အတေးကခွေးကြီးစတဲ့လေဒီဘန်ပီအငန်းတကြီးအငန်းရှင်လေဒီဘ မယံဂျူအဝါဘဇေကနတောဘဒလွိနာအကီအခန်းနိုင်နေရဒုနယာရဂတိမဖမ်ဂျီတကီလောက်ထုတ်ပြီးနေနဘဆကာနခတ်တော့ပြောနော်ဟိုမိန်းမတွေရောခလေးတွေရောသူတို့လက်တအားကြောက်ပြီးမှဟိုသူတို့ကဘယ်လိုပြောလဲနေရတာနေရတာထိုင်ရတာကလုံးဝအဆင်မပြေဘူးလို့အဲ့ဒါကြောင့်သူတို့ကလောလောဆယ်ဖြစ်တဲ့ကိစ္စဖြစ်သွားတယ်လို့အင်ဒီမရှိနေတာလေတခုကသွားပြီးမှတည်တည်ရှာရှာခဏလေးနေရှင်တယ်လို့ပြောပါတယ်သူတို့က ဒီမှာလက်ရှိနေတဲ့ဟိုဥပထာဟောင်းပေါ့နော်။ညီမတို့အဆူမိုးဟိုတန်ရင်ပြတော့မှဒီလုံးရှင်နေစီပြညီမတို့ကတော့ခေခုလုံးရပေါ့နော်။ညီမတို့ကခေခေတော့ရှိပါတယ်။ဒါပေမဲ့ဘလို့ဖြစ်ညီမတို့ကဒီမှာသင်စီပြပါတယ်။ညီမတို့ရှင်လို့စားလို့ပြပါ ဒီမှာစားတောင်းနေပါတယ်ပေါ့နော်ဒီလိုမျိုးရှိရတော့ဒီမှာပြည့်စုံလို့ရရှိပါတယ်ဒီဖြစ်နတ်ဆိုင်ရတဲ့အမှုလာပါတယ်ရှိခိုးတာပြပါတယ်ဒီကောင်းနေလို့လေးစီလောက်ကိုတာပြပါတယ်ဒီလိုစီစမလို့နေလေရောပေါ့နော်ဒီမှာတော့ပြင်မသွားရတဲ့မသွားရတော့ပေါ့နော်ဘာလို့ဆိုတော့ကလားတွေကပေါ့စမူကြီးကရှင်းချောင်းနေပေါ့ကျမတို့မင်းရှုံးမယ်ကျမတို့တက်မှာပေါ့နော်အဲ့လိုမျိုးကျမတို့ကဒီမှာလာနေပါတယ်လာနေပေမဲ့လို့ကျမတို့ ကအင်းအားနေပါတယ်ကိုဘသာကိုယ်ကင်းဆောင်ရတာဒါမှမဟုတ်ရင်းကြောက်ပါတယ်ဖြစ်နိုင်တော့လုံချင်းတော့ပြည့်စုံရှင်တယ်ပေါ့နော်ဒါမှမဟုတ်ဒါပေမဲ့ဒီလိုမျိုးပါအားနေရှိရှိပါတယ်လို့ပြောရှင်ပါ